တော့အစာရင်နာဆိုတာကတော့ကျတော့ရဲ့အစာရင်နာမှာပေါ်နာပဲ့တာပြီးတော့မှအနာဖြစ်သွားတာအစာရင်နာလို့ခေါ်တယ်ဗောနော်အဲ့တော့အစာရင်နာသည်အစာရင်နာရံမှာဖြစ်တာဖြစ်ပါတယ်သူဒီအစားတောက်နဲ့ဆက်ဆက်မှုရှိတယ်เนาะအစာရင်ကြောင့်နာလို့ရှိရင်အစာစားလို့ရှိရင်ပူနာတာနောက်စားမဲ့အချိန်မှာ မစားဘဲနောက်ကျသွားရင်နာတာတွေဒီဒီအစာရင်နာနဲ့ပတ်သက်တယ်ဗောနော်အထူးသဖြင့်တော့ဒီအပူဆက်နဲ့အစာကြည်ခဲ့တဲ့အစက်မှာအေးစားတွေစားပြီးတော့ဘိုင်းနာရဲဆိုလို့ရှိရင် အစာရင်နာကြောင်ဖြစ်တာเนาะနောက်တစ်ခုကလေထိုးလေအောင်ဆိုတာတော့များသောအားဖြင့်ဆရာတို့ရဲ့ဥသိမ့်နေပေါ့เนาะအဲ့တော့ဥသိမ့်နေပုံမှန်တက်ပို့ပြီးတော့လှုပ်ရှားတယ်ပုံမှန်တက်ညှိရတယ်ဆိုလို့ရှိရင် intestinal colic လို့ခေါ်တဲ့လေထိုးလေအောင်နဲ့လက္ခဏာရတယ်ပေါ့เนาะအဲ့တော့လေထိုးလေအောင်ကဘာဖြစ်လဲဆိုတော့သူကတစ်ချက်တစ်ချက်မှာထိုးထိုးပြီးတအားနာတယ်နာတဲ့အချိန်မှာဘာမှမလုပ်နိုင်ဘူးဒီခါလေးကုံပြီးတော့เนาะဘိုက်ကွေဖိထားတက်တာအောင်နေကြတယ်ပေါ့အဲ့တော့ခဏနေရင်တက်တာသွားတယ်ဒါကိုလေထိုးလေအောင်လို့သုံးကြတယ် ဒီဘယ်ဘက်ချမ်းမှာထိုးထိုးပြီးတော့နားတယ်ဆိုလို့ရှိရင်ဆရာတို့ကဒီဥသိမ်းနေလှုပ်ရှားလို့နော် Independent Coli ဒေထိုးလေးအောင်တာဖြစ်နိုင်တယ်လို့မျိုးပဲဘယ်ဘက်ချမ်းမှာရှိတယ်စီလန်းချောင်းမှာကြောက်ကလေးတက်လို့ထိုးတာလည်းဖြစ်နိုင်တယ်အဲ့တော့စီလန်းချောင်းမှာကြောက်တက်လို့ဆိုလို့ရှိရင်တော့ဘယ်ဘက်ခါနဲ့ဘိုင်းနဲ့ညှက်ညက်ပြီးတော့အောင့်နေဆိုပြီးတော့သူတို့ပြောလို့ရှိပါတယ်အဲ့ဒီလက္ခဏာတွေခန်းစားရရင်တော့စီလန်းချောင်းမှာ ကြောက်တက်တာကြောင့်ဖြစ်နေတယ်ပေါ့နော်အဲ့တော့အရင်တုန်းကကို့မှာအာထွားဆောင်ရိုက်ပြီးတော့ဘယ်ဘက်ကြောက်ကမှကြောက်တက်ဘူးတဲ့ဆိုလို့ရှိရင်တော့ဘယ်ဘက်ချမ်းအောင်တာဒီစီလန်းကြောင်မှကြောက်တက်လို့အောင်တာလည်းဖြစ်နိုင်တယ်အဲ့ဒီမှာမှကြောက်မရှိခဲ့ဘူးအာထွားဆောင်ရိုက်တာလည်းပုံမှန်ပဲကောင်းပါတယ်ဆိုပြီးအပြေထွက်တယ်ကိုကဖိုက်ကလည်းနာနေတော့မဲဆိုလို့ရှိရင်တော့ဥသိမ်းနေလှုပ်ရှားမှုမမှန်တာကြောင့်လားနောက်တစ်ခါဒီဝန်းချုပ်လို့လားနောက်တစ်ခုကတော့ဒီဥသိမ်းထဲမှာနေတဲ့တန်ကောင်းနေရှိတယ် ဟောတန်ကောင်တွေတိတ်များလို့လုံထွေးပြီးတော့ပိတ်ဆို့မှုဖြစ်ရင်လည်းလေထိုးလေအောင်ဖြစ်တတ်တယ်ပေါ့နော်ဒါတွေကိုရှာဖွေစစ်ဆေးပြီးတော့ကုသပေးဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့လေထိုးလေအောင်တက်တာအောင်ဆိုလို့ရှိရင်တော့အပူဆက်တွေလွန်ခဲတာစားတော့တာတွေကိုရှော့ချပေးဖို့လိုတယ်ရေများများတောက်ပေးဖို့လိုတယ်နော်ရေဒီနေ့ကို1လီတာနဲ့အထက်များများတောက်ပေးဖို့လိုတယ်နောက်တစ်ခါဒီအချင်တက်ပါတဲ့ဟာတွေလည်းတိတ်ချင်တဲ့ဟာတွေလည်းရှော့ချစားသုံးပေးဖို့လိုတယ်အဲ့မှာမှာ ဆရာတို့ကဒီနာတာမပြတ်ဘူးဆိုလို့ရှိရင်တော့အတွင်းခံယောဂတစ်ခုဖြစ်တဲ့ဒီ irritable bowel syndrome ပေါ့နော်ဥလုံရှားမှုမမှန်တဲ့ယောဂကြောင့်ဒီလိုဘိုက်အောင်အောင်နေတာလားဆိုတာအဲဆရာဝန်နဲ့ပြတာပြီးတော့စစ်ဆေးဖို့လိုအပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဝန်းချုပ်တာပေါ့အဲ့တော့ဝန်းချုပ်လို့လေထိုးလေအောင်ဘလို့သိမလဲဆိုရင်ကိုဘိုက်မှာထိုးထိုးပြီးနာပြီးတော့မှနောက်ပထမဆုံးသွားတဲ့ဝန်းကဝန်းအမာတုံးကိုညှစ်ပြီးသွားရတယ်ဆိုလို့ရှိရင်တော့ရှေ့ဘိုက်မှာကိုဘိုက်နာလာသေးသည်ဒီ ဝန်အမာတော်နေရာရွေ့တယ်သို့မဟုတ်သူ့ကိုညှစ်ချဖို့အတွက်နာတာဖြစ်နိုင်တယ်ပေါ့နော်ဒီနည်းနဲ့ကျွန်တော်တို့ကသိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကာကွယ်တဲ့နည်းတွေလုပ်မယ်အဲ့မှာမှဆက်ပြီးနာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြပြီးတော့ဒွင်းကန်ယောဂတခုကိုရှာဖွေစစ်ဆေးဖို့လိုအပ်နိုင်ပါတယ်